တောက်ဆက်ကိုဆက်သွားရအောင်အိန္ဒိယနိုင်ငံမြို့တော် New Delhi တမြို့လုံးပျောက်ဆုံးနေပါတယ်ဝေးရကိုပျောက်နေတာမဟုတ်ပါဘူး message မှာပျောက်နေတာဖြစ်ပါတယ်စိတ်တော့ပါတဲ့မိကိုလွာထူကြီးကမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းထောက်ပေါ်ထားပါတယ်အယောင်စင်းနဲ့မင်းမင်းသွားတယ်မြို့ပေါ်တွင်ပျောက်ဆုံးသွားတယ်အသက်ရှူတိုင်းရှင်တန်ရေးရုပ်ကန်နေရပါတယ်လေဒူရေတွေးညွန်ဂိမ်း AQI ဟာအလွန်ဆိုးရတဲ့အဆင့်ကိုကြော်တက်နေပြီဖြစ်တယ်။ လူတန်းပေါင်းများစွာသူတို့မလိုအပ်တဲ့အစိတ်တောက်ပါတဲ့ဆောင်းရာဒီကိုရင်ဆိုင်နေရပါတယ်။ဒါဟာယာယီပြဿနာမဟုတ်တော့ပါဘူး။တတိပေးချက်တစ်ခုဖြစ်ပြီးအဲ့ဒီတတိပေးချက်ဟာပိုပြင်းထန်လာနေပါတယ်။အစိတ်တောက်ပါတဲ့မိဂိုလွာဒူဂျီဟာအိန္ဒိယမြို့တော်ကိုလာရောက်ဖုံးလွှမ်းထားပါတယ်။မျက်နှာချက်တစ်ခုလုံးမြို့ပေါ်မှာဖုံးလွှမ်းနေတာဖြစ်တဲ့အမြင့်ဆုံးအဆောက်အုံတွေကဆလို့ရှေးလျတဲ့ အဝေးပြေးလန္ဒလာတွေထိစိတ်ပါတဲ့တတုမိကိုလွာတစ်ခုအောက်မှာဖုံးနေလို့ခံစားနေရပါတယ်။အယောင်ဆင်းနဲ့ပြည့်နေတတ်နေတဲ့မြို့ကြီးဟာအခုမျက်ကွယ်မှာဖြည်းဖြည်းချင်းရွှေ့လျားနေရပါတယ်။ရိုးရိုးအသက်ရှူတာတောင်အနည်းရှိလာနိုင်ပါတယ်။ဒေလီတမျိုးလုံးမှာကင်မရာတွေကအတူတူပဲဝန်ထဲစရာပုံရိပ်တွေရပ်ပြနေကြပါတယ်။ဒီတစ်ပတ်မှာ AQI ဟာ၄၀၀ကျော်သွားပြီဖြစ်တယ်။အစိုးလွန်ဆိုးွားတဲ့အမျိုးအစားတက်ဝင်သွားပြီဖြစ်တယ်။ လူသားပေါင်းများစွာသူတို့မရွေးချက်မရွေးချက်ခဲ့တဲ့အစိတ်ပါတဲ့ဆောင်းရာဒီကိုတစ်စက္ကန့်ဖြစ်နေရပါတယ်လူထုနဲ့ကမ္ဘာခေါင်းဆောင်တွေလာရောက်လက်ပါတဲ့နေရာတော်အခုမြို့တော်ရဲ့နာတာရှိဝေဒနာကိုကိုစားပြုနေပါတယ်ဒီအကြအတဲဟာလူသားတွေကိုပဲထိခိုက်နေတာမဟုတ်ပါဘူးငှက်တွေတော်ပြန်တန်ရခဲ့လို့နှိမ့်နှိမ့်ပဲဖြည်းဖြည်းပြန်နေရပါတယ်ဒေလီရဲ့အစိတ်လေးဟာအသက်ရှင်သမျှတတ္တဝအားလုံးကိုထိခိုက်စေတယ်ဆိုတာပြင်းပြထန်ထန်တတိပင်းနေပါတယ် ဒီတစ်ပတ်မှာနှလုံးနာစရာဗီဒီယိုတစ်ခု viral ဖြစ်သွားခဲ့ပါတယ်။ Golden Retriever version ဝါခွေတကောင်ဟာနီပိုလိုင်းဇာနဲ့ချိတ်ဆက်ထားပြီးလဲနေတာတွေ့ရပါတယ်။ခွေးပန်ရှင်တွေက daily ရဲ့အစိတ်လေကြောင့်ခွေးမှာအဆုတ်ရောဂါဖြစ်သွားတယ်လို့ဆိုပါတယ်။ခွေးဟာဆက်ကရင်ငွေကိုရောင်ရမ်းနေတဲ့အဆုတ်တဲထိုးသွင်းနေချိန်မှာတိတ်ဆိတ်စွာလဲနေပြီးအရှုံးပေးထားတယ်လို့ဖြစ်နေပါတယ်။ နာကျင်စရာမြေခွင်းတစ်ခုဖြစ်ပေမဲ့မြို့ခွေးပိုင်ရှင်တွေအတွက်အမှန်တကယ်ဖြစ်ပျက်နေတဲ့ပုံရိပ်ပါ။အိမ်မွေးလိစံတွေငှက်တွေကလေးတွေဒေတာဒေလီရက်အချစ်ဆုံးနဲ့အားနည်းအခန်းဆုံးအရှိဆုံးနေထိုင်သူတွေဟာဒီစိတ်ပါတဲ့ဆောင်းရွာတွေရဲ့ဆိုးဝါးတဲ့အကျိုးတရားမှုကိုစိုးစုံကန်ဆန်းနေကြရပါတယ်။ဆရာဝန်တွေကဆောင်းရွာတွေအင်းမြမှုနဲ့ညဉ့်ညံ့မှု ရောနှောတာဟာအလွန်အန္တရာယ်များတယ်လို့ဆိုပါတယ်အထူးသဖြင့်ကိုခံအားအားနည်းတဲ့ကလေးငယ်တွေအတွက်အန္တရာယ်ကြီးပါတယ်။ ဓမ္မတက်တာအစိုးရောင်းတာဖြစ်ပြီးဆေးရောက်တဲ့အခါကလေးတွေများလာနိုင်ပါတယ်ဒီတစ်ပတ်အစောပိုင်းမှာအီသီယိုးပီးယားမှာမိရောင်တစ်ခုနေပေါင်း12000ကျော်ကြာပြီးဖရန့်ဥဆုံးအကျဉ်းပောက်ကွဲခဲ့တယ်လို့အဲ့ဒီအတွက်ကြောင့်ကြောင်ရွမှုလင်းမြောက်စွာပြန့်နှံ့နေခဲ့ပါတယ်ကန်ဖရာပါတဲ့မီခိုးဟာဟိမဝန္တတောင်တန်းစီရောက်လာပြီး new daily ပဲလက်လာတယ်လို့ဆိုကြပါတယ်ဒါပေမဲ့အိန္ဒိယရဲ့ထိပ်တန်း ရာဒီယိုတူပညာရှင်တွေကအဲ့ဒီကြောင်းရွံ့မှုကိုငြင်းပယ်ခဲ့ကြပါတယ်။ဒေလီရဲ့အကြတဲ့ဟာဒေတာတွင် လူလုံးပြဿနာဖြစ်ပြီးနှစ်ရှည်လများအမြင့်တွယ်နေတဲ့ပြဿနာပါလို့ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။အီသီယိုးပီးယားကလာတာမဟုတ်ပါဘူး။ဒီမီဂိုလောပူဆိုးလာတာကြောင့်နေထိုင်သူတွေအလွန်ဆွေးနေကြပါတယ်။တူဦးကဒီလိုပြောပါတယ်။နေတွင်ချင်းပူဆိုးလာတယ်။ဒီမှာဒေလီသားပါအရင်ကဘလို့ရှိခဲ့လဲဆိုတာသိတယ်။ တခုခုလုပ်ရမယ်မလုပ်ရင်မကြခင်ပေးချင်းကရနေရင်တော့ချင်းချင်းမြင်မြင်ရတော့ဘူးလို့ဖြစ်သွားလိမ့်မယ်လို့ပြောခဲ့ပါတယ်။နိုဝင်ဘာ၂၅ရက်မှာဝန်ကြီးချုပ်ရဲ့အဓိကအတွင်းဝန်ကဥက္ကဋ္ဌဖြစ်ကျင်းပတဲ့အဆင့်မြင့်အစည်းအဝေးမှာဆွေးစားချက်လက်တခုထွက်ပေါ်လာခဲ့ပါတယ်။နိုင်ငံတော်မြို့တော်ဧရိယာတခုလုံးမှာရင်အားလုံးရဲ့ထွက်ဝက်ကျော်ဟာဒေလီတခုထဲမှာရှိနေတယ်လို့သိရပါတယ်။ဒေတာတွေ့ရင်အားလုံးရဲ့38%ခန့်ဟာ အဟောင်းတောင်းွင့်ထုတ်လုပ်မှုစနစ်နဲ့လဲပတ်နေတဲ့ဆက်ဖြစ်တယ်လို့ဆိုတယ်။ဝန်ကြီးချုပ်နေတွင်နရန္ဒရာမောဒီအစိုးရကအခုပြည်နယ်အားလုံးကိုလက်စစ်ရင်အားလုံးအမြန်အသုံးပြုရင်းအစီမြင့်ဖို့ညွှန်ကြားထားပါတယ်။အာတွင်းစကန်တွေချက်ထွင်ရမယ်။ဥပဒေစမိုးရေးပုံမတင်ကြရမယ်လို့ဆိုပါတယ်။ဒီအရေးတကြီးအခြေအနေရာဒေတာလမ်းမတွေမှာမြင်နေရပါတယ်။ ်လက်ရှိဘတ်ကားတွေဟာမီဂိုတဲကနေတိတ်ဆိတ်စွာစိမ့်လန်းတဲ့များတွေလို့ပြန်တန်းသွားပါတယ်။တန်ရှင်ပြီးဆိုရင်ထိရောက်တဲ့ daily လိုအပ်နေတဲ့အနာဂတ်ကိုကိုးစားပြုနေပါတယ်။တာဟာပြည်သူတွေမျောလင့်နေတဲ့အနာဂတ်ပါ။ဒါပေမဲ့အစိတ်မီဂိုဟာဆက်လက်ရှိနေစေဖြစ်တယ်။ဘာလို့လဲဆိုတော့ဘတ်ကားစနစ်စဉ်တန်းလာရင်တော့မြို့ရဲ့လေကိုချက်ချင်းတန်ရှင်ပြေးနိုင်မှာမဟုတ်ဘူးလို့ဖြစ်ပါတယ်။လေဒုအရေးတွင်းစင်မှန်ခန့်ခွဲရေးကော်မရှင်က ဆိုရယုံနဲ့ပိုလီကယုံအားလုံးကိုဝန်ထမ်း90ရာခိုင်နှုန်းနဲ့ပဲလက်ပတ်ဖို့အမိန့်ပေးထားပါတယ်။ကျန်တဲ့ဝန်ထမ်းတွေကအိမ်ကနေလှုပ်လှုပ်ရမယ်။အကြောင်းရင်းကရိုးရှင်းပါတယ်။ကားနေရင်လမ်းပေးရှုမှုနဲ့ပဲတောင်ွင့်ထုတ်လွှင့်မှုနဲ့ပဲဖြစ်တယ်။ဒါပေမဲ့လက်ကားဈေးကွက်တွေနဲ့လူစီကားပြီးအသက်ရှူရခဲ့တဲ့လမ်းကြောင်းတွေပေါ်မှာအစောကနေပင်ပန်းအောင်လှုပ်လှုပ်နေရတဲ့အလုသမာထောင်ပေါင်းများစွာအတွက်တော့ ဒီအမိတ်ဟာပြဿနာဖြစ်လာနိုင်ပါတယ်သူတို့အိမ်ကနေအလုပ်မလုပ်နိုင်ပါဘူးအလုပ်ချိန်ပြောင်းလို့မရဘူးမိခိုးတွေကလွတ်လို့မရဘူးသူတို့ရဲ့ဝင်ငွေဟာကိုယ်တိုင်ရှိမနေမှဖြစ်ပါတယ်ဒေဒီရဲ့အလုပ်သမားလူတန်းစားအတွက်ဒီအမိတ်ဟာလမ်းပေါ်ကကားအချို့ shopping နိုင်ပေမဲ့သူတို့အစုပ်ပေါ်ကဖိအားကိုလောလောဆယ်ဘာမှမ shopping နိုင်ပါဘူး